အဓိကတော့သူတို့စိန်ခေါ်မှုတွေကိုကြော်ဖြတ်ရတာပေါ့နော်ဟိုသူတို့ကိုယ်တိုင်ပင်လင်းမဲ့ရုံးကန်နေရတော့မယ်ဘာဖြစ်လဲဆိုတော့မြမလူအဖွဲ့အစည်းမှာအမျိုးသမီးကိုဒီအုပ်ချုပ်မှုဒီကဏ္ဍကစွမ်းဆောင်ရည်ရှိနိုင်တယ်ဟုတ်တယ်စွမ်းဆောင်ရည်ရှိတယ်လို့တချို့လူအဖွဲ့အစည်းကမယုံကြည်ကြဘူး အုပ်ချုပ်ရေးမှုအပိုင်းဆိုတဲ့အခါကျတော့ဒါခေါင်းဆောင်မှုအပိုင်းဦးစီးဦးဆောင်မှုအပိုင်းပေါ့နော်ခေါင်းဆောင်မှုဆိုတာတဲ့ဦးစီးဦးဆောင်မှုအပိုင်းနောက်ပြီးတော့ကျတော့ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိတဲ့အပိုင်းတွေမှာပေါ့နော်ဆိုတော့ဒီ director level ဒီမှာကြည့်မယ်ဆိုလို့ရှိရင်လေဒီမှာမြင်တာကကျတော့ director အများစုကအမျိုးသားတွေများတယ်ပေါ့နော်ဆိုတော့အမျိုးသမီးတွေထဲမှာဆိုလို့ရှိရင်တကယ်ကိုလက်ချိုးရည်လို့ရတယ်ပေါ့နော်ဒီလက်ချိုးရည်လို့ရတဲ့သူတွေတဲကလည်းဒါတကယ်ကိုဟိုပုံထွန်းထွန်းပေါက်ပေါက်နဲ့တကယ်ကိုဖြစ်နေတဲ့အမျိုးသမီး director တွေပေါ့နော်ဆိုတော့ဒီ director level တွေကို ဝင်သွားတဲ့အချိန်မှာအမျိုးသမီးတယောက်အနေနဲ့တခြားအမျိုးသားတွေအမျိုးသားဒါရိုက်တာတွေနဲ့မတူဘဲနဲ့ပေါ့နော်တခြားဘာအခက်အခဲတွေကြုံတွေ့ခဲ့ရလဲရှိမှာတော့ကျမဒီမျိုးလေးကြောက်ဘူးတယ်ဘာဖြစ်လဲဆိုတော့ဒါရိုက်တာဆိုရင်အမျိုးသားတွေများတယ်ဘာဖြစ်လဲဆိုတော့စင်စာဆုံးဖြတ်တောင်းရင်ယူရတဲ့ဘိုင်းတွေမှာအမျိုးသမီးတွေကိုတိတ်ပြီးနေရာမပေးခြင်းကြတာများရှိမလားမသိဘူးဒီရှေ့ရိုးစင်လာဆွဲတွေ ਆ လေအဲ့ခါကျတော့အမျိုးသမီးအနေနဲ့ ਆ လေဒီအရန် stress တွေများတဲ့ခါကျတော့လုပ်ငန်းဆောင်တာတွေမှာနည်းနည်းပေါ့နော်ရှေ့မတိုးနိုင်တာမျိုးတွေပြန်ဖြစ်ပြန်ရောဘာဖြစ်လို့ဆိုတော့ကိုကစူးစမ်းမယ်လို့ရှေ့ရသွားလိုက်ရှေ့မှာအတားစီလေးတွေးလိုက်တွေးတဲ့ခါကျတော့အဲ့ဒါကိုကြော်ဖို့စူးစမ်းရင်လည်း energy ရကြကောကြောက်ကုန်တဲ့ခါကျတော့အလုပ်လုပ်ရအခက်ခဲတွေ့မယ်လို့ထင်တယ်ကျမတို့ကကျတော့ဒီခေတ်ပိုင်းမှာကျတော့ဘယ်လိုပြောရမလဲမသိဘူးနည်းနည်းလေးခက်ပြောင်းတဲ့အချိန်မူလားမသိဘူးတခြားရှေ့ရကြုံတွေ့ခဲ့ရတဲ့ driver anti driver မမတွေတည်းစာရင်တော့ကျမတို့ခက်မှာနည်းနည်းလေးကျမတို့ကကန်ကောင်းတယ်လို့ပြောရမယ် ကျွန်မအနေနဲ့ဆိုရင်တော့ဒီအများအဖြစ်ဒီအမျိုးသမီးရဲ့အလုပ်လုပ်တာကိုလက်ခံကြိုးဆိုတဲ့အမျိုးသားအုပ်စုတွေနဲ့တွဲပြီးအလုပ်လုပ်ခွင့်ရရတယ်။ပြီးတော့ကျွန်မတို့လမ်းဖွင့်ပေးတဲ့လူတွေနဲ့ကြုံခွင့်ခဲ့ရတယ်ဆိုတော့ကျွန်မအနေနဲ့ကတော့အရန်ကြီးမားတဲ့အခက်အခဲမျိုးတော့မကြုံခဲ့ရဘူးကျွန်မကိုယ်တိုင်ပေါ့နော်။ဒါပေမဲ့တခြားလူတွေမှာတော့ကြုံခဲ့ရတာလေးတော့ကြာဘူးလေ။ဆိုတော့ဒါပေမဲ့ကျွန်မထင်တဲ့ဟိုအခုလောလောဆယ်တော့ကျွန်မတို့စူးစမ်းနေကြတယ်ကျွန်မတို့တွေအလုပ်လုပ်နိုင်ပါတယ်ကျွန်မတို့တွေကဘယ်သူနဲ့မဆို ူတူညီညီလက်တွဲပြီးတော့ပေါ့နော်တာဝန်တွေထမ်းဆောင်နိုင်ပါတယ်လို့ကျမတို့ကိုယ်တိုင်ပြသနိုင်ရင်တော့တဖြည်းဖြည်းတော့ကျမတို့ပုံမြင်တဲ့အမြင်လေးပြောင်းလာမယ်လို့ထင်တယ်ဆိုတော့မျိုးသမီးတွေဘက်ကကိုယ်တိုင်ကလည်းနည်းနည်းလေးပို့ပို့တွတ်တွတ်လေးတော့ပြေးဖို့လိုမယ်ထင်တယ်ဟုတ်ကဲ့အမဇူမေဆူပေါ့ဇူလေးဇူလိုင်းရလကူတက်တက်ချိန်ပေါ့နော်သူကမဲရွေးပြီးတော့ရွေးပြီးွားတဲ့ချိန်လေးအဲဒီကာလလေးမှာပဲကျမကြီးဆုံးစိန်ခေါ်မှုနဲ့တွေ့ခဲ့ရတယ်ကျမဘလို့သူကဘလို့စိန်ခေါ်လိုက်လဲဆိုတော့ကျမမျိုးသမီးဖြစ်နေတဲ့အတွက်စိန်ခေါ်မှုပါပေါ့နော်မျိုးသမီးဖြစ်နေတဲ့အတွက် ကျမအုတ်ချွေမှုမဖြစ်သင့်ဘူးလမ်းဘေးမှာဈေးရောက်နေတဲ့အတွက်အုတ်ချွေမှုမဖြစ်သင့်ဘူးပြီးတော့ပစ္စံမရှိဘူးသူတို့ရဲ့နီးမျိုးစုံနဲ့ကျမကိုနိုင်ငံခြားထွက်သွားလို့အုတ်ချွေမှုမလုပ်သင့်ဘူးကျမကိုအဲ့လိုမျိုးကြီးစိတ်ခေါ်တာပါအမလာလည်းပြည်ပြည်လုံးကြီးဒီခေါင်းအချာတယ်ပါတော့ဒီနေ့ဆက်ဒီတလောက်လေဒီသွင်းရတော့ကိုနေ့တော့ဒီလေဒီမဲ့ပိနေရပေါ့ပိမိန်ရရောမနာပိနေရပါ လုံနိုင်တဲ့သူတွေဆက်ပြီးတော့လည်းလုံနိုင်အောင်နောက်ပြီးတော့ကြတော့ကိုယ့်ရဲ့အရေးအချင်းကိုထုတ်ဖော်မပြသရသေးတဲ့သူတွေလည်းပြသလို့ရအောင်ပေါ့နော်။နောက်ဒီလူမှုအတိုင်းဝိုင်းကလည်းဒီအရောလမ်းဖွင့်ပေးဖို့အတွက် ဲ့လိုမျိုးအတွက်ကောဒီမှတ်တမ်းတင်ရုပ်ရှင်အနေနဲ့ရိုက်ဖို့ရှိလားမှတ်တမ်းတင်ရုပ်ရှင်ဆိုတာ data ပညာပေးဆိုတာလည်းဖြတ်ကောင်းဖြစ်မယ်ဒီ information ပေးတာလည်းဖြတ်ကောင်းဖြစ်မယ်ပေါ့နော်အဲ့လိုရောရိုက်ဖို့ရှိလားရိုက်မယ်ရှင်အခုလောလောဆယ်ကျွန်မရိုက်ပြီးခဲ့လိုက်တယ်ပေါ့နော် crossing the barrier ပေါ့ဒီဟိုခရောင်းလန်းအလွန်ဆိုတော့ဒီကားလေးကတော့ဒီအမျိုးသမီးအုပ်ချုပ်ရေးမှု6ဦးအကြောင်းရိုက်ပြထားတာပေါ့ဆိုတော့အဲ့အားလေးကတော့ဒီအမျိုးသမီးကိုပို့ပြီးအလုပ်လုပ်လာဖို့ရှေ့ကိုထွက်လာဖို့တော့တွန်းအားလေးဖြစ်မယ်ထင်တယ်ဒီမှတ်တမ်းရုပ်ရှင်ကလေ UNDP အတွက်ရိုက်ပြီးထားတာအခုကျွန်မကို ရန်လည်းအဲ့ဒါလေးကိုရိုက်ပြီးရခါကြတော့စိတ်ထဲမှာထပ်ပြီးရိုက်ချင်စိတ်တွေဖြစ်နေတယ်ပေါ့နော်အဓိကဟိုမဝါဒီအနေနဲ့ကွာမျိုးသမီးတွေဦးစားပေးရမယ်ငါတို့မျိုးသမီးတွေဆိုတာမျိုးမဟုတ်ပဲနဲ့ကျမတို့အတူတူလို့အလုပ်လုပ်ဖို့အချိန်ရောက်ပြီဆိုတာကိုလေအားလုံးတည်တော် message ပေးချင်တာဟိုယောက်ျားမိန်းမခွဲမနေနဲ့ဟိုနေရမိန်းမမလို့နောက်မှနေလိုက်ရှေ့မှနေလိုက်မိန်းမတွေကလည်းငါတို့မိန်းမပဲငါတို့ဦးစားပေးလို့မဟုတ်ဘူးကျမတို့အခုချိန်မှာအလုပ်လုပ်ရမယ့်အချိန်အလုပ်ပို့လို့ရမယ့်အချိန်အဲ့တော့အားလုံးတူတူလုပ်ကြရမယ်မျိုးသမီးတွေကိုလည်း အလုပ်ပို့လုပ်ဖို့ခွင့်လန်းပေးပါဆိုတာမျိုးလေးတော့ကျမကရိုက်ချင်တယ်ဘယ်ဘလို story ရဲပြင်မလဲတော့မသိဘူးမသိဘူးလှုပ်ချင်လှုပ်ချင်နေရဆိုချင်တယ်ဟုတ်ကဲ့အချို့ကြတော့လဲအမျိုးသမီးတက်တာကိုနှစ်သက်တယ်လို့အစင်ဆက်ကဒီယုံနေဟိုရက်ွက်တွေမှာရက်ွက်ယုံနေမှာ မျိုးသားတွေကြီးပဲလေအုပ်ချုပ်ခဲ့တာဆိုတော့အခုကြတော့အမျိုးသမီးပေါ်လာပြီဆိုတာထူးခြားဖြစ်စဉ်ဆိုပြီးတော့ဒီမျိုးနယ်အနေနဲ့ကလည်းအထက်အဖွဲ့စည်းတွေ ူချပြစ်စင်နေနဲ့တင်ပေးရတယ်။အမျိုးသားအမျိုးသမီးမပွဲသားစီချင်ဘူးအမျိုးသားတွေဒီအမျိုးသမီးတွေထိုက်တင်တဲ့ဘာမှမပြီးလို့ရှိရင်ပို့ပြီးတော့အောင်နေတာမျိုးသူရဲ့အတွေးခေါ်ရတယ်ဟိုပိုစည်းစက်တည်ကြတယ်ဘောနောမြန်မာနိုင်ငံမှာတော့ရှိတယ်ဟာကျမတုံလုံးမိုးမလင်းဘူးပေါ့ဒါပေမဲ့ဘလို့ပဲတွေ့တွေ့ပက်ခက်လွဲသောလက်တီတီ အမှတို့မွေးဖွားပြီးလဲဒါသမီးဒီနိုင်ငံအုပ်ချုပ်တဲ့လူဖြစ်လာဖို့ဆိုအဓိကတာဝန်ရှိဆုံးကအမျိုးသမီးတွေမှာဖြစ်နေရပါဘူး။ကိုကလုံမယ်လို့ခြေလမ်းပြင်လိုက်အရှိမကာစီးကာစီးတဲ့ဟာတွေရှိတော့ရှိသမျှအန်အဂျီကအဲ့ဒီမှာတွေကုံသွားတယ်။ဆိုတော့အဲ့လိုမျိုးနဲ့ကြုံတွေ့ခဲ့ရတဲ့အမျိုးသမီးတွေကိုကြတော့ဘယ်လိုမျိုးအကြံပေးခြင်းလဲ။အဲအဲ့ဒါကျတော့တခုပြောဖို့ကျမအနေနဲ့ဘာသာတွေ့လဲဆိုတော့ဟိုလေမျိုးသမီးတွေကိုကာစီးရများလာတဲ့ခါကျတော့မျိုးသမီးရဘာဖြစ်လဲဆိုတော့ဟိုအပြေးတင်တဲ့လူကတော့ ကြော်ပြီးပြေးတယ်ပေါ့ဒါပေမဲ့အများစုကဘာဖြစ်လဲဆိုတော့ငါတို့ပြေးလေဒီနေရာရောက်မှာမဟုတ်တာဆိုတော့တချို့တွေကြတော့နေခဲလိုက်တာမျိုးတွေရှိတဲ့ခါကျတော့တကယ်တမ်းအလုံးလုံးနိုင်စမ်းရှိတဲ့အမျိုးသမီးတွေကအလုံးလုံးရမယ့်နေရာကိုရောက်မလာဘူးလို့ကျွန်မမြင်တယ်အဲ့ခါကျတော့ကျွန်မပြောစင်တာကတော့ဒီပေါ့နော်တခြားဟိုလူအဖွဲ့အစည်းရဲ့ပူပေါင်းပါဝင်မှုလို့မထင်နဲ့မိန်းကလေးတွေကိုကျွန်မတို့ဒီအလုပ်တွေတင့်တော်တဲ့ဒီ professional လုပ်ငန်းတွေကိုရောက်လာဖို့လေလူမှုအဖွဲ့အစည်းကကျွန်မတို့အပေါ်မှာ လမ်းဖွင့်ပေးရမယ်ပြီးတော့ပို့ပြီးတော့နေရာပေးရမယ်တခါလေကြာရင်တော့ပြောရဲဟိုကျမတို့ရည်စားပြောမိတာပေါ့နော်ဟိုအမျိုးသမီးတွေကိုလို့နေရာပေးရနေရာမှာတခါလေကြာရင်လို့အမျိုးသမီးတွေကနည်းနည်းလေးပေါ့နော်အတားဆီးရများလို့နောက်ဆုံးနေတဲ့နေရာတွေရှိတော့လို့တခါလေကြာလို့ရှိရင်ခွဲတန်းသဘောတောင်ပေးတင်တယ်လို့ဥမာဆိုလွှတ်တော်ထဲမှာဆိုလို့ရှိရင်ဘလောက်ရခိုင်နှုန်းဝင်ရမယ်ပေါ့နော်အမျိုးသမီးအုပ်ချုပ်ရေးမှုဆိုလို့ရှိရင်ဘလောက်ရခိုင်နှုန်းရှိရမယ်ပေါ့အဲ့လိုမျိုးလေးများဥပဒေနဲ့ဖြစ်ဖြစ်ပေါ့နော်ပြဋ္ဌာန်းပေးမယ်ဆိုရင်တော့လို့ဒီကြားမ မရွေအလုတ်ကင်ခွင်လန်းတွေရောနောက်ပြီးတော့ကြားမမရွေတာဝန်ယူမှုပိုင်းတွေလည်းတိုးတက်လာမှထွန်းတယ်။ဥမာဟိုရေချင်းရှိရမျိုးသမီးရေရှစ်ထွက်ခဲ့လို့ပြောနေမယ်စာဒီခါလေးကြားလို့ရှိရင်ကိုကိုရေချင်းကိုမသိပဲနောက်မှနေနေတဲ့အမျိုးသမီးတွေလည်းလေအဓိကကတော့ chance ပေးရဟုတ်တယ်အခွင့်အရေးလေးပေးဖို့ခွင်လန်းလေးပေးဖို့ဆိုတော့ကျွန်တော်နိုင်ငံအခုအလုတ်တွေအရင်လုံးကြရတော့မယ်အချိန်လေဆိုတော့နောက်မှနေနေတဲ့အမျိုးသမီးလည်းရှစ်ကိုတက်လာပြီးတော့အလုတ်တူတူလုံးကြမယ်ဆိုရင်ကျွန်တော်နိုင်ငံတိုးတက်မှုတော့ပုံမြန်မလားမသိဘူး နောက်ပိုင်းမှာကြာလို့ရှိရင်ကောဘလူးစကားမျိုးတွေဆက်ပြီးတော့ရိုက်ဖို့ရှိလေပုံဝင်လင်းပြောရမယ်ဆိုရင်ကျွန်မမတန်းပုံဝင်လင်းလင်းပဲပြောပါနော်ပုံဝင်လင်းဝင်ခံရမယ်ဆိုရင်ပေါ့ကျွန်မမတန်းရုပ်ရှင်နေ12ကားလောက်ရိုက်ခဲ့အဲ့ဒါတွေကအကုန်လုံးမတန်းရုပ်ရှင်ဇလန်တိုတွေပဲဆိုတော့မတန်းရုပ်ရှင်ရိုက်ကူးတဲ့သူတယောက်အနေနဲ့တော့ feature length documentary လို့ခေါ်တဲ့ဇလန်အရှိရိုက်တင်နေပေါ့နော်ရိုက်ဖို့တင်နေ ရိုင်းနိုင်တင်နေပေါ့ဆိုတော့ကျွန်မမရိုင်းနိုင်သေးဘူးဆိုတော့အခုကျွန်မရဲ့2016ကအစီအစဉ်ကတော့ကျွန်မမှတ်တမ်းရုပ်ရှင်ဒီ feature length မှတ်တမ်းရုပ်ရှင်ဇာတ်ကားရှိပေါ့အခုကျွန်မရိုက်ဖို့အစီအစဉ်နေတယ်ဆိုတော့အဲ့ဒါကျွန်မဆက်လုပ်မယ်အလုပ်ပေါ့နော်ဆိုတော့2016ထဲမှာဆိုရင်ကျွန်မကဒီမိုးကုတ်ဒေတာနဲ့ပတ်သက်တဲ့ Ruby Land ဆိုတဲ့ project title ပေးထားတဲ့ကားလေးတကားရိုက်နေတယ်အဲ့ကားလေးကတော့ကျွန်မရဲ့ပထမဆုံးဇာတ်လမ်းရှိဖြစ်လာမယ်ထင်ပါတယ်ဟုတ်ကဲ့ဘာဖြစ်ဆိုမိုးကုတ်ဒေတာကကျွန်မတို့က ျမတို့နိုင်ငံကပြောလိုက်လို့ရှင်ဆင်းရဲတဲ့နံပါတ်ကဘလောက်ဘလောက်ဒုက္ခရောက်နေလဲကျမကိုယ်တိုင်လည်းရိုင်းပြီးလို့ရှိရင်ဒီလူတွေရဲ့ရုန်းကန်နေရတဲ့ဘဝတွေဖြစ်နေရဲဆိုတော့ကျမအနေနဲ့ကျမတို့နိုင်ငံရဲ့တရားနှပ်ပါတဲ့ဟာချမ်းသာတဲ့ဟာရှိနေတဲ့အရာကိုကျမမျက်ကွယ်ပြုသလိုဖြစ်နေခါလေးကြရင်ငါဆင်းရဲတာရယ်ရိုင်းပြီးနေပါလားလို့လည်းတွေးမိရယ်ပေါ့နော်ဆိုတော့ကိုယ်နိုင်ငံရဲ့ကောင်းကွက်လေးတွေလည်းရှာပြီးရိုက်ပြခြင်းတည်းရယ်ပေါ့ဒီကာလမှာဆိုရင်ကျမတို့အနေနဲ့က သူတလုံးသူတလုံးဖြစ်အောင်ကိုကိုကိုထုတ်ပြဖို့အချိန်တန်ပြီပေါ့ဆိုတော့အဲ့ဒါအကြောင်းမလို့ကျွန်မမိုးကုတ်ရေတနာမြေအကြောင်းလေးရိုက်နေရယ်ဒါပေမဲ့ထုတ်ဖတ်နိုင်မှာပဲပါရယ်အခုကာလမှာဆိုတော့ရေတနာမြေအကြောင်းရဲ့ပြင်မဲ့လဲလူတွေရဲ့ရုန်းကန်နေရတဲ့အကြောင်းတွေရတော့လဲပါအောင်ပါပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ ိုဒီရိုက်ထားတဲ့ကားကစုစုပေါင်း12ကားအဲ့ဒီ12ကားထဲမှာကိုပန်ကိုစိတ်အတိုက်ဆုံးအားအရာဆုံးအဲ့လိုမျိုးရှိလားဟုတ်ရှိရဲ့ရှင်အဲ့ဒါကကျွန်မ2008မှာရိုက်ထားတယ်လေ and attached life လို့အမည်ရတဲ့ကားလေးပါပကြီးစရာဆရာကြီးရာဟုလာအကြောင်းရိုက်ထားတာပါဟုတ်ကဲ့ဆိုတော့အဲ့ကားကတော့ကျွန်မစစပိုင်းမှာရိုက်ထားတဲ့ကားဖြစ်ပေမဲ့လေအခုအချိန်ဒီဘယ်ချိန်ပြန်ကြည့်ကြည့်ကိုကိုကိုစိတ်ချိန်နေပြီအဲ့ကားရိုက်လိုက်တဲ့ရိုက်ဖြစ်ခဲ့တဲ့အတွက်လေကိုကိုကိုပေါ့နော် ဘယ်သူမှမပြောရင်လေကိုယ့်ဘာကိုချိန်ကိုချိန်တက်ပြီးတော့ဒီကနေလဲဆွင့်ခဲ့တယ်ဟုတ်ကိုယ့်ဘာကိုချိန်ပြီးတော့ချိန်တက်နေရတဲ့ကပါရှက်အခုချိန်ထိပါပဲကျွန်မစိတ်တိုင်းအကြဆုံးပါပဲဟုတ်ကန်ဆာဆိုတဲ့ကောင်နဲ့တပန်းလုံးနေရအဘကနေ့တိုင်းရွက်ပြင်စားရီဆေးဘူးရီအာယုန်တွေကအယုတ်တွေနဲ့ကျမတို့အဘယာဟုလာကအဲ့ဒီလိုရှင်သန်နေတာ ဒီလိုနဲ့အဘအကြာကြီးရှင်သန်လိမ့်မယ်တော့ကျွန်မထင်ခဲ့မိတယ်။ဒါပေမဲ့ကန်ဆာဆိုတဲ့ကောင်က သူ့ရှုံးတဲ့တိုက်ပွဲအတွက်စစ်စင်ကြီးကိုတိုးမြင့်လိုက်တယ်။ဒိုးဘကလည်းကြံ့ကြံ့ခံပါတယ်။ဒါပေမဲ့ဒီတပွဲမှာတော့အဘလဲခဲ့ရပြီ။အဘကြီးပွဲလေးတစ်ပွဲလောက်လုပ်ကြရအောင်လို့ကျွန်မပြောခဲ့တယ်လေ။ ကျွန်မလိုချင်တဲ့ပကြီကောင်းကိုလည်းအဘကိုပူဇော်ရအောင်မယ်။ကျမရဲ့အဘကမာနာကြီးပြီးဂရီတီရယ်လေ။ကျမလိုချင်တဲ့ပကြီကားတစ်ကားလောက်ဆွဲပေးပါဦးအဘကြီး။ဒါပေမဲ့ဒီတစ်ခါတော့အဘမဟန်နိုင်တော့ဦးနဲ့တူပါရဲ့။ တကယ်လို့ကိုရိုက်ခဲ့တဲ့ကားဆက်နှကားတွေရပါတော့ပြန်ရိုက်ဖို့ရအောင်မယ်ဆိုလို့ရှင်ဘယ်ကားကိုဘယ်လိုမျိုးပြုပြင်ပြောင်းလဲပြီးတော့ရိုက်မယ်လို့မှန်းလဲအဲ့ဒါဆိုလို့ရှင်တော့ now i'm 13ဆိုရင်မအေးကောင်းလေးပဲပြောမှာပဲဆိုတော့ဘာဖြစ်လဲဆိုတော့ကျွန်မကသူ့ဘဝကိုအရန် highlight လုပ်တာအရန် too much ဖြစ်သွားတယ်ပေါ့နော်ဖြစ်သွားတဲ့ခါကျတော့တစ်ခါတလေကျတော့သူ့ကိုကိုချင်းမစားသူလိုဖြစ်သွားတယ်သူ့ရဲ့ကိုရေးကိုတာအချက်လက်ပြီးကျွန်မအရန်ထဲလိုက်မိရယ်ပေါ့ဆိုတော့ဟိုသူ့ရဲ့မိသားစုဘဝလေးနဲ့တခြားသူ့မိသားစုရဲ့ အမြင်လေးလဲပါတဲ့နေပေါ့အခုကျတော့ကျမ73နှစ်သမီးရဲ့အကြောင်းအိတ်သွမ်ဖာမောက်ဒီ15မိနစ်စာရဲမှာအကောင်လုံးချပြလိုက်တယ်လို့ဖြစ်လို့ဖြစ်တော့အကယ်၍များအခွင့်အရေးရှိရင်တော့သူ့အကြောင်းလေးကိုများဇလန်းရှိလေးများပြန်ရိုက်ချင်တယ်လို့သူခွင့်ပြုမယ်ဆိုရင်ပေါ့လို့ ါအရင်တော့ကဒါတို့တို့ဒီ DVB မှာလောက်သွားတဲ့ဟို underground သတင်းတောက်ရှင်တေဝီပေါ့နော်ဟုတ်ကဲ့အမွားသိတာကတော့ရှင်တေဝီပဲသိတယ်နာမည်အရင်ကရှင်တေဝီပဲလားနာမည်လို့ရလားဟုတ်ကဲ့အဲ့လိုရတယ်နာမည်အရင်ကချိုချိုနှင်းလို့ခေါ်ပါတယ်ကျမကရန်ကုန်တက္ကသိုလ်ရောက်တော့ကဗျာကြီးတော့ကလောင်နာမည်ကိုရှင်တေဝီလို့တုံးလိုက်တာနဲ့တကယ်ချင်းနေကုန်လို့ရှင်တေဝီရဲ့ခေါ်ကြတော့နာမည်ရင်းလဲပျောက်တယ်လို့ဖြစ်သွားတယ်ဟုတ်ငယ်ငယ်တော့ တငယ်ချင်းနေဆိုရင်တော့နာမည်ရင်းကိုမှတ်မိကြပါသေးတယ်ဟုတ်ကဲ့ဆိုတော့အခုဒီအစီအစဉ်ကိုကြည်နေတဲ့သူတွေပေါ့နော်ဒီအစီအစဉ်ကြည်နေတဲ့သူတွေကိုရောဘာများပြောချင်ပါလဲကျမအနေနဲ့အစီအစဉ်ကိုကြည့်ရှုနေတဲ့သူတွေရောဒီလာပြီးတော့ပေါ့နော်တွေ့ပြီးတော့မေးပြီးတယ်မသိအောင်လဲအများကြီးကျေးဇူးတင်ပါတယ်ဖွဲ့သားတယ်ဘာလို့ဆိုတော့ကျမမှတ်တမ်းရုပ်ရှင်ရိုက်တဲ့သူဆိုတော့ driver လို့ပြောလိုက်ရင်လူတွေကဇလန်းရုပ်ရှင် driver လို့အမြင်ပြီးတော့ကားဘာမှပြရလဲဘယ်ယုံမှပြရလဲဘာကားတွေရိုက်ဘူးလဲမေးရဆိုတော့ကျမအတွက်ကအဲ့ရအောင်တော်တော်ခက်ပါတယ် အဲ့ကျွန်မဖြေရခတ်တဲ့မိကွန်းတွေကိုမတိအားတဆင်ပေါ့နော်ပြပြခွင့်ရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ကျွန်မအမှတ်တမ်းရုပ်ရှင်ကြိုက်ကူးတဲ့သူပါ။တကယ်အစစ်မှန်မြန်မာပြည်ရဇလန်းတွေကိုရိုက်ပါတယ်။ဆက်ပြီးတော့လည်းမြန်မာပြည်ကအစစ်မှန်ဇလန်းတွေကိုအားလုံးတီးခွင့်ရအောင်ကျွန်မဆက်ပြီးရိုက်ပါအောင်မယ်ရှင်။ jangan-jangan. Langsung aja mulai. Tuh, nah, masih bingung ya. Amerika.